ကဲဒီကနေ့မှာတော့ကျွန်တော်တို့ကစကင်တကောင်ဖောက်တာနဲ့နောက်ထပ်စကင်တကောင်ကိုပါကုန်းစင်းလို့ရမယ်နန်းဆက်စီအပိုင်းအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် အဲ့တော့နဇက်စီအီဗန့်အကြောင်းဆိုတာကြီးကိုစာမပြောခင်ဘရာသာတို့ကကျွန်တော် channel ထဲမှာတင်ထားတဲ့ဒီနဇက်စီအီဗန့်နဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုအရင်သွားကြည့်ဖို့အတွက်ပြောချင်ပါတယ်။ဒါမှအီဗန့်ရဲ့အကြောင်းကိုပြပြဆောင်ဆောင်တင်မှာမလို့ပါ။ကဲအဲ့တော့ကျွန်တော်တို့အခုနဇက်စီအီဗန့်ရဲ့ price pool ကိုတစ်ချက်ကြည့်မယ်ပေါ့နော်။ price pool မှာဆိုလို့ရှိရင်တော့ကျွန်တော်ထုံးစံအတိုင်းပဲလီလာရဲ့ legend skin နေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။ grand ထဲမှာဆိုလို့ရှိရင်တော့တာမူရဲ့ဒီနဇက်စီ skin အပြင်ကိုမှ double 11 skin ၅កောင်နဲ့တွေ့ရမှာဖြစ်ပါတယ်။နောက်တခြားဘက်ခြမ်းမှာကြည့်မယ်ဆိုရင်တော့ exclusive ပေါ့နော် ော့ item မှာဆိုလို့ရှိရင် collector skin 3កောင်နဲ့တူတူ lucky box skin 5កောင်ပါဝင်လာမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်6ရဲ့ dragon wine skin နဲ့တခြား damage skin နေလည်းပါတယ်ပေါ့ဗျာခဲထားတော့နောက်တစ်ပတ်ကျမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော် epic တွေရှိမယ် special elite normal လေးတွေပါမယ်ပြီးတော့ရင်တော့ကျွန်တော်တို့ item ပေါ့နော် item ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ skin နဲ့ပြန်ပြီးအချင်းလုံးလို့ရမယ့် coin ကတစ်ခုပဲပါတယ်ပါတယ်တစ်ခုကလည်း90ဆိုပြီးတော့တတ်မှတ်ထားတယ်ပေါ့နော်အဲကျွန်တော်တို့က draw တွေလက်ရင်လည်းကိုယ်မှရှိပြီးသား skin ပြန်ပေါက်လို့ရှိရင်တော့အဲ့ဒီ coin လေးတွေအဖြစ်နဲ့ပြောင်းလဲသွားမှာဖြစ်ပါတယ်

ကဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ draw တွေကိုတစ်ချက်ကြည့်မယ်ဗျာ။သူက one draw ကို diamond 100နဲ့လဲရမှာဖြစ်ပြီးတော့နေသိန်ရှော်စင်90ရဲ့အကောင်လုံးပေးထားတာဖြစ်တဲ့အတွက်နေတိုင်း diamond 90နဲ့လဲလို့ရမှာဖြစ်ပါတယ်။အဲ draw ကိုကြည့်ရမယ်ဆိုတော့တုံးရတဲ့ diamond ပမာဏကအရန်ကြီးလည်းမများသလိုအရန်ကြီးလည်းမနေဘူး။သူ့အနေနဲ့သူ့အနေတော်လေးလို့ပဲကျွန်တော်အနေနဲ့မြင်မိပါတယ်။ကဲ trend draw ကိုတော့သူ့အနေနဲ့ diamond 1000နဲ့လဲရမှာဆိုပေမဲ့ရှော်စင်ပါလို့ရှိရင်ကျွန်တော်တို့ diamond 900နဲ့လဲရမှာဖြစ်ပါတယ်။ပြီးရင် trend draw လဲပြီးတိုင်းမှာလဲပေါ့နော် special skin သို့မဟုတ် special skin ထက်ပိုကောင်းတဲ့စကင်ကိုတန်းတော့တစ်ခါလေတိုင်းမှာရမယ်လို့ပြောရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေက Pride Boo ထဲမှာပါတယ်ပေါ့နော်ဒီ special skin တက်ပိုကောင်းတဲ့စကင်นี่ဆိုတော့က collector skin นี่လည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ Nasset skin တပည့်11 skin นี่လည်းဖြစ်နိုင်ကြီးများပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီ event မှာအနေဆုံးအနေနဲ့ပြောရမယ်ဆိုတန်းတော့တစ်ခါလေပြီးတိုင်းမှာ epic skin တကောင်ကတော့တေးကြတလောက်ကိုရှိရင်နောက်ပြီးတော့ပြာကျွန်တော်တို့ကတန်းတော့လှည့်လိုက်လို့ကိုယ်မှရှိပြီးသား skin ပြန်ပေးမယ်ဆိုရင်လည်း event shot တွေမှာတခြား skin นี่လည်းပြန်ပြီး exchange လုပ်လို့ရမယ်ကွန်လေးတွေကိုလည်းပေးမှာပါအဲဒီမှာတော့ event shop ထဲမှာတော့လေလာရဲ့ skin ကိုတော့ကွန်1440နဲ့လဲရမှာဖြစ်ပြီးတော့တာမွန်ရဲ့နဇက်စီ skin ကိုတော့ကွန်800ပြီးသွားပြီဆိုလို့ရှိရင်တော့တပည့်11 skin ၅កောင်လုံးကိုလည်းကျွန်တော်တို့ကွန်800နဲ့လဲရမှာပဲဖြစ်ပါတယ်။ကဲနောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ lucky box skin တွေပေါ့နော် lucky box skin တွေကိုတော့ကျွန်တော်တို့ကကွန်600နဲ့လဲလို့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ epic skin တွေကိုတော့ကျွန်တော်တို့ကကွန်400 special skin တွေကိုတော့ကွန်300နဲ့ exchange လုပ်လို့ရမှာပဲဖြစ်ပါတယ်။ကဲအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ draw reward ကိုတစ်ချက်သွားကြည့်မယ်ပေါ့နော် draw reward မှာဆိုလို့ရှိရင် င်ကျွန်တော်တို့ draw 15ကလဲ့ပြီးသွားပြီဆိုလို့ရှိရင် coin 15ခုရမယ်ပြီးသွားရင် draw 20လဲ့ပြီးသွားရင်လည်း coin 15ခု draw 30ပြီးသွားရင်လည်း15ခုရမှာဖြစ်ပြီးတော့ draw 40ပြီးသွားပြီဆိုတော့ coin အခု30 draw 50ပြီးသွားပြီဆိုလို့ရှိရင်တော့ coin 30ဆိုပြီးတော့ရရှိသွားမှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ nasa c event ရဲ့ free token ပေါ့နော် free token ကတော့သူက diamond 900 recharge လောက်ရမှာပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့ဂိမ်းတွေကို login ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က freedom ကြီးတက်ရမှာဖြစ်ပါတယ်။ chain နဲ့တက်ရစိတ်ပမာဏဖြစ်မယ်ဆို freedom ကြီးတက်တဲ့ update အသစ်မှာပါလာတဲ့ lobby gift လေးတစ်ခုရမယ်။ပြီးတော့ရင်တော့ diamond အလုံး90ဖြစ်မယ်ဆို freedom ကြီးတက်တဲ့ diamond အလုံး100ဖြစ်မယ်ဆိုရင် freedom ကြီးနှစ်ကပ်ရမှာဖြစ်ပြီးတော့ diamond အလုံး150ဖြစ်မယ်ဆိုရင်တော့ freedom ကြီး၄ကပ် ဒိုင်းမွန်အလုံး900ဖြစ်မယ်ဆိုလို့ရှိရင်တော့ဘရာသားတို့က free တုံငွေ9ကတိတိကိုရမှာဖြစ်ပြီးတော့ဒိုင်းမွန်အလုံး100တုံငွေတကတ်ဒိုင်းမွန်250သုံးမယ်ဆိုလို့ရှိရင် free တုံငွေကနောက်ထပ်တကတ်ထပ်ရမယ်ပြီးသွားရင်တော့ဒိုင်းမွန်အလုံး900သုံးမယ်ဆို free တုံငွေ2ကတ်ရမှာဖြစ်ပြီးတော့ဒီ event ရဲ့ free တုံငွေမှာဘရာသားတို့ကဒိုင်းမွန်900ထက်900သုံးမယ်ဆိုလို့ရှိရင် free တုံငွေစုစုပေါင်း18ကတ်ရမှာဖြစ်ပါတယ် နောက်ပြီးသွားရင်တော့ကျွန်တော်ပြောတဲ့ဒီအီဘတ်မှာစကင်တကောင်ကုန်းစင်ရင်နောက်တဲ့စကင်တကောင်ထပ်ရမယ်ဆိုတာကဒီအီဘတ်မှာဝစ်ကိုပေါက်လေးပလာလို့ဖြစ်ပါတယ်ဝစ်ကိုပေါက်ဆိုတာကို brother တို့ကိုနားလည်အောင်လိုတိုရှင်ပြောရမယ်ဆိုရင်ကျွန်တော်တို့က draw တွေလှည့်မယ်ဆိုရင်ဝစ်ကိုအမှတ်လေးတွေတက်လာမှာဖြစ်ပြီးတော့အဲ့ဒီရဲ့ဝစ်ကိုအမှတ်လေးတွေကသူတတ်မှတ်ထားတဲ့ပမာဏပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က စကင်တကောင်ပြန်ပြီးရမယ်ပုံစံမျိုးပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုထပ်ပြီးတော့အပိုတောင်းပြောရမယ်ဆိုရင်လေလာရဲစကင်ကိုရဖို့ဆိုလို့ရှိရင် brother တို့က whisko အမှတ်1000ပြည့်အောင်ဖောက်ရမှာဖြစ်ပြီးတော့နာဇက်စီစကင်ကိုယူမယ်ဆိုလို့ရှိရင်တပည့်လည်းမစကင်ကိုယူမယ်ဆိုလို့ရှိရင်တော့ whisko အမှတ်850ပြည့်အောင်ဖောက်ရမှာပါ whisko အမှတ်1000မှာဆိုလို့ရှိရင်တော့ collector စကင်3កောင်နဲ့ lucky box စကင်5កောင်ကို random ပေးသွားမှာဖြစ်ပြီးတော့ whisko အမှတ်850မှာဆိုလို့ရှိရင်တော့ပြင် atomic စကင်နေ အမောစကင်နေနဲ့စတန်စကင်တွေကိုဂုံးဆင်းနိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ brother တို့က nexus စကင်ပဲယူယူ double 11စကင်ပဲယူယူဒါမှမဟုတ်လေလာရဲ့တစ်ထွက်ထားတဲ့ legend စကင်ကိုပဲယူယူ chaite စကင်တကောင်ကိုယူတာနဲ့နောက်ထပ်စကင်တကောင်ကိုကထပ်ပြီးတော့အပိုးဆောင်ဂုံးဆင်းလို့ရမှာပဲဖြစ်ပါတယ်။ဒါအပြင်ကိုမှကျွန်တော်ရှေ့ကပြောခဲ့တဲ့ free tone ငွေအကြောင်းကိုပြန်ပြောရမယ်ဆိုရင်ဒီဘက်က free tone ငွေ fake 1 fake 2နှစ်ခါလာမှာဖြစ်ပြီးတော့ fake 1မှာက brother တို့က diamond 1000အထိဖြည့်မယ်ဆိုရင် promo diamond အလုံး၈၀၀တိတိကိုရမှာဖြစ်ပြီးတော့ freedom ကြီး၁၈ကတ်ရမယ်ဖေတူးကြရင်တော့900ဖြစ်900သုံးမယ်ဆိုရင်လည်း၁၈ကတ်ထပ်ပြီးတော့ရမှာပါအဲဒီ promo diamond တွေကိုလည်းကျွန်တော်တို့ကဒီ nasa ce event မှာလည်းသုံးပြီးတော့ဖောက်လို့ရမှာဖြစ်ပါတယ် ကဲနောက်ဆုံးအနေနဲ့ brother တို့ကို promo diamond နဲ့တပင် 11E ဘတ်လမ်းညွန်လေးကိုပြောပြမယ် promo diamond နေ့ကိုတော့ brother တို့က7လပိုင်း25ရက်နေ့ကနေပြီးတော့17လပိုင်း17ရက်နေ့အထိကျွန်တော်အခုပြတာ ਈ ဘတ်နေမှာ test တွေကိုပြီးအောင်လုပ်ရင်အမှပြတာရဲ့ promo diamond ပမာဏအတိုင်းရမှာပါနောက်ပြီးသွားရင်17လပိုင်း9ရက်နေ့ကနေပြီးတော့17လပိုင်း25ရက်နေ့အထိ promo diamond နေ့ကိုအသုံးပြုလို့ရမှာဖြစ်ပြီးတော့ nazat စီ ਈ ဘတ်မှာဖောက်တာပဲဖြစ်ဖြစ် ਈ ဘတ်ထဲမှာရှိတဲ့ item တွေကို diamond တစ်လုံးလျှော့စင်းနဲ့ဝယ်တာပဲဖြစ်ဖြစ်လုပ်လို့ရမှာပါဒါကတော့ brother တို့ကလေလာရဲ့ legend skin နဲ့တာမုတ်ရဲ့ nazat စီ skin တို့ကိုဖောက်မယ် ယ်ဆိုလို့ရှိရင်ရရှိမဲ့ reward တွေပဲဖြစ်ပါတယ်အခုကျွန်တော်ပြထားတာကလီလာရဲ့ legend skin ကိုဖောက်မယ်ဆိုလို့ရှိရင်ရရှိမဲ့ try ရဲ့ effort တွေ bounty နဲ့နတ်ဆက်စီ event မှာပါဝင်လာမယ်တပယ် level skin 9កောင်းပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့17လပိုင်း9ရက်နေ့ကနေပြီးတော့17လပိုင်း9ရက်နေ့ထိရောက်လာမယ်မိကတော့ event မှာလဲ freedom gain cut တွေကိုဝယ်လို့ရလာတဲ့ lucky number တွေနဲ့ diamond 9000ကျော်ကိုလည်းဂုဏ်စင်းလို့ရအောင်မှာဖြစ်ပါတယ်နောက်ပြီးသွားရင်တော့17လပိုင်း9ရက်နေ့ကနေပြီး17လပိုင်း15ရက်နေ့အထိတခြား legend skin တွေကိုဖောက်လို့ရတဲ့ magic wii မှာလဲ20% discount တော့ပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်ကြီးကိုတန်ပါတယ် တယ်။ကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ Like and Subscribe လေးလုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နော်။